ဟုတ်ကဲ့အဲကျွန်တော်ဒီထဲမှာဇဝင်တခြင်း၃ဘုတ်ပေါ့နော်၃ဘုတ်ကျွန်တော်ဆိုထားတယ်အဲအဲ့ဒါလည်းဒီ driver ပေါ့နော် driver ကိုကောင်းတဲ့သူကျော်ကအာကျွန်တော်တခြင်းနေဆိုတာလည်းသူမြင်ပြီးတော့အခုဆိုကြည့်ပါလားတဲ့ပြီးတော့မပြုံးတော့လည်းဆိုပါလားဆိုတော့ကျွန်တော်လည်းဆိုဖြစ်တာပေါ့ကျွန်တော်ကိုယ်တိုင်လည်း1ဘန်းတတန်နဲ့ဆိုဖြစ်တာပါဟိုကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကိုရဲတဲ့ကားမှာအဲ့ဇဝင်တခြင်းကိုအဲ့လိုဆိုခြင်းနဲ့ဆန္ဒလည်းကျွန်တော်ရှိတယ်ပြီးတော့တခြင်းဆိုတာလည်းဝါသနာပါတော့အဲ့ဆိုပြီးခဲ့တဲ့ဘုတ်ဟုတ် on the road you have mine the road my the road you was my the road ကိုယ်တိုင်ပြင်ဆင်မှုကတော့ကျွန်တော်အဓိကတော့ဒီ sacred ကိုပဲတေချာလေးအဲနားလည်အောင်လုပ်တယ်ပြီးတော့အဲဒီစင်းနေမှာအဓိကတော့ဒီဒီကားလေးကပို့ပပလေးပဲဆိုတော့လေအဲဘယ်ဘယ်လိုမျိုးအမူအရာလေးတွေအမူအကျင့်လေးတွေထည့်မလဲပေါ့နော်အဲဒီ character မှာဆိုရင်သူ့ရဲ့အမူအကျင့်ကဘာလဲပေါ့အဲအဲ့လိုမျိုးလေးတွေတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာလေးတွေရှိရပါဘူး နစ်မှာကောင်းမလေးရှိတာအဲကျွန်တော်တခါမှအဲ့လိုမျိုးမမေးဘူးပေါ့နော်ဒါအခုကိုယ်စကားကိုတို့ကြည့်ပြီးတဲ့အချိန်မှာတို့ရဲ့ခံစားချက်လေးတွေကိုလိုက်မေးတဲ့အချိန်မှာအဲတို့ပြောပြတဲ့အကြောင်းအရာလေးတွေဆွေးနွေးသားဖို့ကောင်းတယ်ပြီးတော့တို့အဲဒီကားလေးကိုသဘောကျတယ်ဆိုတာသိရတဲ့အတွက်လည်းတကယ်ပီတိဖြစ်ရပါဟုတ်တန်းထိတ်တိုက်ကငါးလွာကိုပို့ပေးအဲ့ရဘွားကြီးကလေအောင်မစင်းနိုင်လို့ငါ့ကိုဖုန်းဆက်မှာလို့ပြောဟုတ်ရောဘာဆက်ဆောက်ဖို့လဲဟဲ့စက်သားတယ်လာမှာမို့လို့နင်ကဘာမှသိရမဟုတ်ဘူးလေသွားစမ်းပါ ပြီးတော့အဲ့ဒီခန်းကလည်းလေနင်းနဲ့ညဘက်ဆိုဘီယာလာတောက်တဲ့ကောင်မလေးရဲ့အခန်းပဲရောက်ကျွန်တော်သဘောကျတယ်ဗျဟိုဒီဒါလေးက romance လေးလည်းဖြစ်တယ် drama လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိမှာဖြစ်ပျက်နေတဲ့ဟိုအဖြစ်အပျက်တွေနဲ့ဟိုတိုက်ဆိုင်မယ်လို့လည်းထင်တယ်အဲဒါကကျွန်တော်တို့ ဒီမြို့အဲဒီဇလန်းအရာကလည်း36လမ်းမှာဖြစ်တဲ့ဇလန်းတစ်ပုဒ်ဆိုတော့ကျွန်တော်တို့တဘာဝနဲ့အဲနီးစတဲ့ဇလန်းလေးတစ်ပုဒ်ဆိုတော့ကိုယ်တိုင်ကြည့်ရတဲ့အချိန်မှာလည်းအဲသဘောကျမှုရှိတယ်ပြီးတော့တိုးဆောင်တဲ့အချိန်တုန်းကလည်းဟိုသဘောကျတယ်ပေါ့နော်ဟုတ် အမှတ်တရစဉ်းတိုင်းလိုသူနဲ့ကအရင်တော့လည်းခင်တယ်ပြီးတော့ရေခွေးလိုရနေလေအဲ့လိုဆက်ဆံတောင်းတော့နေခင်သွားဆိုတချို့ဒရယ်လော်တွေဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါတွေကမပါဘူးဖုတ်ခရက်ထဲမှာသူစတဲ့အခန်းတွေတို့အဲအဲဟိုပြောရတဲ့ဟာတွေကိုတချို့ကမပါဘူးသူလည်းပြောချင်လားပြောကျွန်တော်လည်းပြောချင်လားပြောပေါ့နော်ဒါက ပြောချင်တာပြောရဆိုလဲဒီစညုံဘောင်တွေကနေပဲဟိုအန်ဝင်ကြားဖြစ်အောင်ဟိုပြောတဲ့သဘောပေါ့နော်ဒါပေမဲ့အဲ့ဒီဟာလေးတွေအခုမေးကြည့်တဲ့ချိန်မှာတို့အဲ့ဒီဟာလေးတွေကိုသဘောကျတယ်တဲ့အဲ့ဒီဟာလေးတွေဆိုတော့အဲ့ဒါတွေကျွန်တော်စခရီးထဲမှာမပါဘူးကျွန်တော်တို့အဲ့ပြောရင်းနဲ့တူတူထွက်လာတဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဟိုသူနဲ့အလုပ်လုပ်ရတဲ့ချိန်မှာလည်းအဆင်ပြေတယ်ကမဖီမီမီနဲ့တိုးဆောင်ရတဲ့အတွက်အဆင်ပြေတာပေါ့ဟုတ်အဲ့လိုတော့မရှိပါဘူးဒါပေမဲ့အဓိကတော့ဟိုဒီဇလန်းလေးကအဲကြည့်ရှုတဲ့သူတွေလည်းအဲ့လိုမျိုးလေး ဖြစ်ပျက်တွေကြုံမှုတာလည်းရှိကောင်းရှိနိုင်တယ်လေအားလုံးနဲ့နေဆက်တဲ့ဇလန်းလေးတစ်ပုတ်ဖြစ်မယ်လို့ထင်ပါတယ်အဲ့လိုတော့မရှိပါဘူးဟိုဟာဒါကဘယ်လိုပြောမလဲအဲကျွန်တော်တို့ဇလန်းဖတ်တဲ့အချိန်တွေကအဲဒီဇလန်းလေးသဘောကျတယ်ပြီးတော့အဲဒီဇလန်းလေးရလေကျွန်တော်တို့ဒီသဘောကကျွန်တော်တို့ဒီလူငယ်တွေအားလုံးနဲ့နေဆက်မယ်ထင်တဲ့ဇလန်းလေးလို့ထင်လို့လည်းရက်ကူးဖြစ်တာပေါ့ကျွန်တော်က36လမ်းကျွန်တော်နေထားတားဝေးတယ်ကျွန်တော်ဆိုတော့ အတုံးကကြောက်လန်းတော့မရှိဘူးကျွန်တော်တို့ဒီဘောင်ကျုပ်ဘက်မှာတော့တငယ်ချင်းအိမ်ရှိတော့ငွေတော့ကတော့အဲဒီဘူထောင်ဘက်မှာတော့အဲဟိုအဲစေတန်းပြီးတဲ့အချိန်တော့ကတော့အဲဘူထောင်ဘက်မှာတော့တခြားရှောက်သွားရှောက်စားပါတော့နော်အဲ့လိုတငယ်ချင်းနဲ့အဲ့မှာပဲအဲ့အဲ့လိုမျိုးလေးတော့အမတ်တရားရောရှိတယ်အဲ့ပေါ့ဟုတ်ဟိုဒီပို့ပွားလေးနဲ့ဆိုတော့ဇလန်းကြည့်တဲ့အချိန်မှာတော့ဟိုမုအရာတော့နည်းနည်းလေးဟိုငယ်သွားသလိုခံစားရတော့ပေါ့နော်ကိုကိုလည်းအဲ့လိုမျိုးဟိုအရင်တော့ကဟိုဟိုကျွန်တော်တခါမှလည်းဒီလိုမျိုး character မတူမဆောင်ဖြစ်ဘူးပေါ့နော်ကျွန်တော်သူဆောင်လိုက်ရင်ကျွန်တော် horror တွေများတယ်ပြီးတော့အဲနည်းနည်း drama တွေများတော့အခုလိုပုံပေါ်လေးကိုပြန်ကြည့်ရတဲ့အချိန်မှာလည်းသူ့အတိုင်းပျော်ရဲမှုလေးတော့ရတော့သူ့အတိုင်းပြင်ဆင်မှုကတော့ကျွန်တော်အဓိကတော့ဒီ script ကိုပဲသိချလေးအဲနားလည်အောင်လုပ်တယ်ပြီးတော့အဲဒီ cinema အဓိကတော့ဒီဒီကားလေးကပုံပေါ်ပါလေးပဲဆိုတော့လေအဲဘယ်ဘယ်လိုမျိုးအမူအရာလေးတွေအမူအကျင့်လေးတွေထည့်မလဲပေါ့နော် အဲဒီ character မှာဖွင့်သူ့ရဲ့အမူအကျင်းကဘာလဲပေါ့အဲအဲ့လိုမျိုးလေးတွေတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာလေးတွေရှိတာဟုတ်ကဲ့အဲကျွန်တော်ဒီထဲမှာဇဝင်တခြင်း၃ဘုတ်ပေါ့နော်၃ဘုတ်ကျွန်တော်ဆိုထားတယ်အဲအဲ့ဒါလည်းဒီ writer ပေါ့နော် writer ကိုကောင်းတဲ့သူကျော်ကအာကျွန်တော်တခြင်းနေဆိုတာလဲသူမြင်ပြီးတော့အခုဆိုကြည့်ပါလားတဲ့ပြီးတော့မပြုံးတော့လဲဆိုပါလားဆိုတော့ကျွန်တော်လဲဆိုဖြစ်တာပေါ့ကျွန်တော်ကိုယ်တိုင်လဲဝမ်ပန်းတတာနဲ့ဆိုဖြစ်တာပါတော့ကျွန်တော်ကိုယ်တိုင်လဲအဲ့လိုကိုရဲတဲ့ကားမှာအဲ့လိုဇဝင်တခြင်းကိုအဲ့လိုဆိုခြင်းနဲ့ဆန္ဒလဲကျွန်တော်ရှိတယ်ပြီးတော့တခြင်းဆိုတာလဲဝါသနာပါတော့အဲ့ဆိုပြီးခဲ့တဲ့သဘောပေါ့ ဟုတ်အဲကျွန်တော်အဲ့အရှိမကျွန်တော်အစွဲတုံးကဟိုကျွန်တော်ဖူထားတာရှိတယ်အဲ့အစွဲတုံးကကျတော့ဒီအခုဟိုဥဆိုင်ဒီဇိုင်းရဲ့ဟိုဟာလေအဲဘာလဲအချက်ကိုဥစားပေးခဲ့သူဆိုတဲ့အချင်းလေးကိုကျွန်တော်ပြန်ဖူထားရှိတယ်အဲ့အစွဲရုပ်ရှင်မှာတော့အဲ့ဟုတ်တယ်ဟိုဒီအဒရိုက်တာရဲ့ညီညီလားဟိုလားမသိဘူးကိုချစ်မင်းဆိုတာရှိတယ်သူရေးပေးထားတဲ့အချင်းလေးပေါ့နော်ဒီစကားအတွက်သူရေးထားတဲ့ဟာလေးကိုအပြကြည့်တဲ့အချိန်မှာစကားနဲ့လည်း live ဖတ်မှုရှိတယ်အဲအဲ့ဒါနဲ့ဖူပြလိုက်တော့ဟုတ်တယ်ဗျကျွန်တော်အဲ့ BL on the rock ရဲ့ နွေရာသီ36ရယ်ပြီးတော့နောက်ကျဒုတိယရယ်ဆိုတဲ့အသုံးပုံရှိတယ်တခြင်းကလုံပြီးတဲ့တခြင်းနှစ်ပုတ်သုံးပုတ်လောက်ရှိတယ်ကျွန်တော်အဲဒီ music video အတွက်ပြီးတော့ဒီတခြင်းထုတ်ဖို့တော့ကျွန်တော်အချိန်မပေးနိုင်ဘူးဖြစ်နေရတယ်မလုပ်ဖြစ်တော့ဘောနော်လက်ထဲမှာတော့တခြင်းကျွန်တော်ရေးထားတဲ့တခြင်းတွေပဲလုပ်ထားတဲ့ဟာလေးတွေရှိတယ်အဲအဲ့လိုပေါ့ဒီအသေးကွဲချင်းလေးလည်းပါမယ်ပြီးတော့လူငယ်တွေအကြောင်းဆိုထားတဲ့တခြင်းတစ်ပုတ်လည်းပါမယ်ပေါ့နော်အဲအဲ့လိုပေါ့နှစ်ပုတ်သုံးပုတ်လောက်လုပ်ထားရှိတယ်နည်းနည်းလေးတော့ အဆိုကကြီးပဲမဟုတ်ပဲနဲ့ story line လေးလည်းနည်းနည်းလေးပါမယ်ဒါတော့ဟိုကျွန်တော်အမှန်တမ်းပြောရင်တော့အများကြီးတော့မစင်စားထားရသေးဘူးဟိုလုံးချင်တဲ့ဆန္ဒလေးတော့ရှိတယ်ပေါ့နော်ဘယ်လိုဘယ်လိုလေးလုပ်မယ်ဆိုတဲ့ဟာလေးတော့ရှိတယ်ဒါပေမဲ့အတိအကျ confirm တော့မဖြစ်သေးဘူးဟုတ်ဟုတ်တယ်ကျွန်တော်တော့အားတော့ကျွန်တော်ပြတဲ့ခါမှလည်းမကဘူးအဲကဟိုကမလားလို့မေးရချင်းမှလည်းဒါဒီငလိရဲမုံမွေးပွဲဖြစ်တဲ့အတွက်ကျွန်တော်ကကျင်တဲ့စိတ်ရှိတယ်အဲပြီးတော့ပြတ်ဆက်ဆိုတော့လုံးကြည့်မယ်ပေါ့ကျွန်တော်လုံးကြည့်မယ်ဆိုပြီးတော့ကျွန်တော် raspberry type အဲ rush ရဲ့ကျွန်တော်အစီအမောမှာတက်ကြတယ်အဲအဲ့တော့ဘာမှမဖြစ်ဘူးအဲတကယ်ပွဲနေလဲကျတော့ over skill တွေလဲကြည့်ကျွန်တော်လည်းရင်တော့ခုံတာပေါ့နော်ရင်တော့ခုံတာဘာလို့လဲဆိုတော့ကျွန်တော်တို့ပြဿနာကကျတော့ဒီရုပ်ရှင်တော့မဟုတ်လေရုပ်ရှင်ကကျတော့မှားဝိုင်းကတ်လိုက်လို့ရပြဿနာကကျတော့အဲ live ကြီးဆိုတော့ပြိတ္တနဲ့ဒါလိုက်ထိတွေ့ရဆိုတော့ရင်ခုံတာပေါ့အဲဒါမဲ့လည်းအော်အစင်ပြပြနေတော့ပြီးသွားပါတယ်ဟုတ်အဲဟိုနဲ့တက်တော့မှတွေ့တယ်တက်တော့မှကြည့်ပြန်ကြည့်ပြီးတော့ရီရရီတော့ရီရပါတယ်အဲတော့တော့မရီရမှာစိုးနေတာဗောနောကိုယ်တိုင်းလှုပ်တော့ရီရောရီရပါမလားမသိဘူးကိုယ်တို့လှုပ်နေတာဗောဒါပေမဲ့ ဟုတ်ကွန်မန့်တွေဝင်ဖက်ကြည့်တော့သဘောကျတယ်ဘာညာတူတော့လဲဝမ်းသာပါတယ်ကွန်မန့်ဆိုင်မှာမင်းကြီးလို့ဟုတ်ဟုတ်တယ်လုံးပြီလဲတုံးတော့အဲသူရမ်းချိုးတယ်ကျွန်တော်တစ်ချက်ချက်တော့သူမှားပါတယ်ဟာတအားချိုးတယ်သူသူအောက်မှာကွန်မန့်လေးမှာလည်းတွေ့ရတယ်သူကဘယ်သူနဲ့တွေ့ရဘယ်သူနဲ့တွေ့ရဆိုပြီးတော့ရေးရပါတော့နော်တော့လှပါတယ်သူပြင်နာရလေးလေးကောင်းတယ်ပြင်ဆင်မှုအားကောင်းတယ် အဲအေးပေါ့ဟိုကျွန်တော်တို့ဒီဘရာဇီလေး၄၅ရက်လောက်တိုက်ထားတယ်ဆိုတော့ဒီနောက်ဆုံးနေ့ကျတော့တကယ်ပွဲနေ့ကျတော့လည်းအဆင်ပြေပါတယ်အအတွေ့အကြုံပေါ့နော်ဒါကျွန်တော်တစ်ခါမှမလုပ်ဘူးသေးတဲ့ဟာဆိုတော့အလုပ်တဲ့အချိန်မှာလည်းအနောက်တစ်ခါတော့ဆိုရင်တော့ပို့ပြီးတော့လုံရဲသွားမယ်လို့ထင်တယ်အဲဒါပထမတစ်ခါအတွေ့အကြုံလေးလည်းအဖြစ်တော့လေအဆင်ပြေပါတယ်ဟုတ်ဟုတ်ဝမ်းသာပါတယ်ကျွန်တော်တို့ဒါဟိုဒီပြဿနာလေးကိုအားပေးကြတယ်ကြိုက်ကြတယ်ဆိုတော့တော်တော်ဝမ်းသာတော့ဒီနေရာ36ကကျွန်တော်တနအိုက်ဝဲစာမူပြီးပေါ့နော် အဲ့ပြီးတော့ကျွန်တော်ဒါ16ရက်နေ့ဆိုလို့ရှိရင်ကျွန်တော်မဟာ application မှာအာ HD quality နဲ့ကြည့်လို့ရပြီအဲ့တော့အချိန်လည်းအများကြီးပေးစရာမလိုဘူးပြီးတော့ကျွန်တော်တို့ဒီတထိုင်ထဲပဲတနိုင်ခွဲစာလေးကျွန်တော်တို့ဝင်ရောက်ကြည့်ရှုလို့ရတဲ့ဒီကားလေးကိုကျွန်တော်ဟိုအားပေးကြပါအောင်ကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်